Samsung ရဲ့ကြက်သိန်း2000တော့တန်ဖိုးရှိ Galaxy Lucky Draw Season စတင်နေပါပြီ။ Pontefic Galaxy 32မှ TV Galaxy Chat 3 Lite နဲ့တောင်းနိုင်ွေဖိကပ်ပါမယ်ဆိုပေါင်းဝင်ပါလေ။လွတ်လပ်စွာတွေးခွန်ခြင်းကနေလူတွေရဲ့အသိဉာဏ်ကိုဖွင့်လှစ်ပေးနိုင်မယ်ဆိုတဲ့ခံယူချက်တွေနဲ့ Warren ပကြီးကိုနောက်ထပ်ဥဆောင်ခဲ့သူရဲ့အမှတ်တရပြပွဲကတော့ပကြီးဆရာခင်မောင်ရင်ရဲ့ပကြီးကားတွေပဲဖြစ်ပါတယ်။တပည့်ကြပြသဖို့ချိနေတဲ့ပကြီးဆရာခင်မောင်ရင်ရဲ့ပကြီးက25ကဟာစိတ်တက်တဲ့ဘဝကိုယင်းနှမြုံနံပြီ ရေးဆွဲဖန်တီးခဲ့တဲ့ပကြီလက်ရာတွေကိုအမတ်တရအဖြစ်ကြည့်ကြည့်ခန်းစားနိုင်မှုပြသခဲ့တာပါမော်ဒန်အဆိုတာကဘာလဲဆိုတော့လူတွေကိုအသိဉာဏ်ဖွင့်ပြတာပဲခုနလိုပေါ့လူလက်ဆိုတာတွေးခေါ်တောင်းအောင်သူပြောတာလဲဒါပဲဟိုအဆွဲတွေနဲ့တိုက်ဆိုင်မကြည့်ဘူးအဆွဲတွေနဲ့တိုက်ဆိုင်မကြည့်ဘူးအဲ့အဲ့ဒါပေါ့လူကနေ့စဉ်ဘဝမှာတုံ့ခုပေါ့အဲတွေ့တာမှုတွေနဲ့ဆုံးဖြတ်တယ် နောက်ပြီးတော့ဟိုမာနတွေနဲ့ဆုံးဖြတ်တယ်နောက်ပြီးတော့အစွဲတွေနဲ့ဆုံးဖြတ်တယ်လူကအဲ့သုံးခုနဲ့ဆုံးဖြတ်တယ်အဲ့တော့ဗကြီးကားတစ်ချက်ကိုကြည့်ရင်လူကအစွဲနဲ့ဆုံးဖြတ်တာပေါ့အစွဲနဲ့ဆုံးဖြတ်တယ်သူကမဟုတ်ဘူးအဲ့အစွဲတွေကိုဖြောက်လွတ်လပ်စွာတွေးလွတ်လပ်စွာမြင်တွေးမယ်လွတ်လပ်စွာတွေးရဲ့အရာတာကနေပြီးတော့ညံလင်းရအဲ့ပြီးမှလွမြောက်အောင်သွားအောင်ပေါ့အော်ဒါဆရာအမှတ်တရပါဆရာအမှတ်တရမှာဆိုဆရာကိုဟိုပရိတရားအနေနဲ့ပေါ့လေသူနည်းနည်းပြလုပ်တယ်နောက်ပြီးတော့သူတံပိုးတိအောင် သူတံပိုးတီအောင်တိုင်းပြည်ကလည်းတံပိုးထားရမယ်လူတံပိုးမထားဘူးအဲ့တော့သူတံပိုးနဲ့တိုင်းပြည်ကဘလောက်သူ တိုင်းပြည်အတွက်ဘလောက်သူကျေးဇူးရှိတယ်ဆိုတာပေါ့အဲ့ဒါလေးသိစေချင်တယ်ဇွန်လ10ရက်ဆိုရင်သူကွယ်လွန်ခဲ့တာနှစ်နှစ်ပြည့်ပြီဖြစ်တယ်ပကြီးစရာခမောင်ရင်အတွက်အမတ်တရပကြီးပြပွဲဟာလူတွေကိုလွတ်လပ်စွာတွေးခေါ်နိုင်မှုနဲ့လောကရဲ့အပြောင်းလဲများတဲ့မာယာတွေကိုနားလေသဘောပေါက်ပြီးအတိတ်တစ်ခုရာသွားစေခြင်းနဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ် ။ Moral ပကြီးကိုတော့ပထမဆုံးမျိုးဆက်အနေနဲ့စတင်ခဲ့တဲ့ပကြီးစရာဥခင်မောင်ဘန်နဲ့ပကြီးအောင်စိုးတို့ကနေဒုတိယမျိုးဆက်အဖြစ်ပကြီးစရာခင်မောင်ရင် ပေါ်ဦးတက်နဲ့ဝင်းဖေတို့ကဆက်ပြီးတည်ဆောင်ခဲ့တာဖြစ်ပါတယ်။